ကဲမင်္ဂလာပါမျိုးတို့ကြီးတပတ်ပြီးသွားတော့လည်းတပတ်စလိုက်ကြအောင်နော်အဲ့တော့ကျွန်တော်20လေးပဲစလိုက်မယ်ဗျာစကားတွေပုံပြောတော့ဟုတ်လား65 15 65 15အဲ့ရနေစမယ်ห้า၄၅၆ห้า၄၅၆1004 1004ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်ရင်ကျွန်တော်20ဟောင်းလေးပါပဲเนาะအားလုံးမှတ်မိပါပါ9ရက်4ရက်ပေါင်း6 ကိုကိုရဲ့နှက်ခတ်က6 6ရဲ့ပါဝါ1 6 1ဆိုတော့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့နော်အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားတဲ့ဆိုရဲ့ခါကြတော့3ည8တဲ့မအောင်မအောင်ပြ66တဲ့66မှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့အမှ6 6မှာ6တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ကဲနောက်တစ်ပြုံတွက်ပါမယ်လေးလေးတုံညတုံည လေလေတုံညာတုံညာတုံညာ9 3 9တုံညာ9 3 9တုံညာ8 2 4တုံညာ8 2 4ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်တုံညာနဲ့4နဲ့ပေါင်းတော့4 4ရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်4 2ခွန်ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့2 3 2 3နဲ့2 3မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်6 9 69တဲ့69မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနောက်တစ်ပြင်တော့တက်ပါမယ်2ခွန်း73 2ခွန်း73 996ခွန်း996ခွန်း95ခွန်း95ခွန်း၄ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင် 3နဲ့4နဲ့ပေါင်းခွန်ခွန်ရဲ့နှက်ခက်က3ည3ည8ပါဝါ9ခွန်3ည9ဆိုတော့ကီ3လုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားလဲဆိုတဲ့အခါကျတော့4 3ည8တဲ့4 3ည8မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်6 8တဲ့6 8မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျငါနာရဘီကိုတွက်ပါမယ်နှစ်တလေးရှစ်နှစ်တလေးရှစ်6399 6399တိရှိတိတိတိရှိ တတဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့တွက်မယ်ဆိုရင်တနဲ့ရှင်းနဲ့ပေါင်း9 9ရက်ကက6 6ရက်ပါဝါတ6 6 1ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထိရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့9 6 9 6တဲ့9 6မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်ညနေပိုင်းမှာလည်း9 6ပဲထပ်ထွက်ပါတယ်အဲ့တော့9 6 9 6၂ချက်တလုံးအောင်တယ်လို့ပြောရမှာပဲဖြစ်ပါတယ်ကျန်တော့ပြန်တပမယ် ဟမ်ဟမ်ဟမ်လေးကိုခွန်လေးလေးကိုခွန်လေးနှစ်363နှစ်363နှစ်963ညနှစ်963ညဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်၄နဲ့3ညနဲ့ပေါင်း၄၄ရဲ့နှစ်ခက်က2နှစ်ရဲ့ပါဝါခွန်၄နှစ်ခွန်ဆိုရကီ၃လုံးဒီအပြင်မှာထွက်ရမယ်တကယ်အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့၈၈တိရှိတယ်မအောင်ပါဘူး၈ခွန်း တစ်ခွန်နဲ့တစ်ခွန်မှာတော့ကျွန်တော်တို့ခွန်တစ်လုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ပြင်တော့တပမယ်လေးကိုခွန်ကိုလေးကိုခွန်ကို3963ဒါနဲ့ခွန်ကို3863 6333 33 33ညဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့3ညနဲ့ပေါင်းတော့9ကိုရဲ့နှက်ခက်က66ရဲ့ပါဝါတီ961ဆိုတဲ့ကီးသုံးလုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့အခါကျတော့19တက်9တက်9မှာတက်ကော9ကိုထိပ်ပြီးတော့အခွေအနေနဲ့ထွက်သွားပါတယ်25 25တဲ့25မှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပင်ကိုတက်ပါမယ်3951 3951 29 28 29 28 3688 3688ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်1နဲ့8နဲ့ပေါင်း9 9ရဲ့နှစ်ခါက66ပါဝါတ1 961ပါပဲတဲ့နောက်ထပ်ကြီးရတယ်အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့36တဲ့36မှာ6တုံးထိပြီးအောင်ခဲ့ပါတယ်25တဲ့25မှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြန်တွက်ပါမယ်ရှင်း93ခွင့်ရှင်း9 သုံးခွန်လေးသုံးညသုံးသုံးလေးသုံးညသုံးသုံး6ခွန်လေး6ခွန်လေး6ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်ခွန်ရဲ့တကယ်ပေါင်း8 6ရဲ့နှခက်ကတိတိရဲ့ပါဝါ6 8 6ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတဲ့ဆိုရဲ့ခါကြတော့9 9 9တဲ့မအောင်ပါဘူး6 3 9 6 3 9ရတယ်6 3 9မှာ6သုံးထိပြီးအောင်ခဲ့ပါတယ်ဗျာ ကဲနောက်တစ်ပင်တော့တပမင်းနောက်တစ်ပင်ဆိုတာတော့တနင်္လာနေ့အတွက်ပေါ့နော်ော်6 3 6 3 3 9 2 3 6 5 3 9 1 6 5 3 9 1ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထပ်ထားပါတယ်အဲ့ဒါကိုတက်မဲ့ဆိုရင်6ကဲ1ကဲပေါင်း ခွန်ခွန်နှစ်ခါက3ည3ညပါဝါ5ခွန်3ည5ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တကယ်အဲ့တော့ကျွန်တော်တို့ထွက်မထွက်ကြည့်လိုက်ကြအောင်မနေ့ဖငါကိုစောင့်ကြည့်လိုက်အောင်ပေါ့ဗျာနော်အဲ့မှာကျွန်တော်တို့ကီးထိတ်ကီးထိတ်ကတော့နေတိုင်းမှန်သွားခဲ့တယ်နော်ဒီကဲဘက်ကကီးထိတ်ဒီတစ်ဘက်ကီးထိတ်ကကျွန်တော်တို့ဘာရသလဲဆိုရင်6 6 1ပါတဲ့เนาะ6 6 1 คุณกี่ยูยูวะคนตองญางาคนตองญางาအဲ့တော့မတူညီတာလေးတွေကိုကျွန်တော်တို့ကတ်မယ်ကိုခွန်ကိုတုံညကိုငါကိုငါ6ခွန်6တုံညခေါင်ငါ6ငါ7ခွန်7တုံည7ငါဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့မှာပရိတ်လိုင်းပေါ့နော်ပရိတ်လိုင်းကတော့ ဒီပြီးခဲ့ဘက်ကတော်တော်အမှန်နဲ့ဝါတယ်ဗျာနော်ဒါကျွန်တော်ပုံမှန်လေးပြောပြရတာပါကြိုက်ချင်တဲ့ယူပေါ့နော်အဲ့မှာကျွန်တော်တို့ဒီနေ့နာနေဘရိတ်ကတော့16 89ပါတဲ့เนาะ1689အဲ့မှာ16ကကျွန်တော်တို့ main break ပါတဲ့အဲ့မှာကျွန်တော်တို့16နဲ့ပတ်သက်တာလိုက်ကြည့်မယ်ဆိုရင်60 65 63 135ဆိုပြီးဒီလိုမျိုး၅ခွက်ရမယ်ပေါ့เนาะ အဲ့လို6ွက်ရပါတယ်အဲ့မှာကျွန်တော်တို့မနေ့ကတော့တန်းလေးပြီးမယ်ပေါ့နော်တန်းလေးကဒီတန်းကပြီးခဲ့ပါကတော့3ချိန်တီတီအောင်ပါရယ်နော်ကို6 1 8 9 6 1 8အောက်တန်းက939ခွန်နှစ်အဲ့မှာကျွန်တော်တို့ပြန်ကြည့်ရင်30တင်ငါ30တင်ငါလှတယ်65လည်းမဆို60 9ခွန် အကုန်လုံးကသွားညိနေเนาะအဲ့တော့သွားညိနေတဲ့အတွက်ကျွန်တော်တို့ကဒီအပြင်ကျွန်တော်တို့တင်ငန်းစဉ်းစားဖို့ကအတော်လေးခက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်တို့တင်းနေလာနေမှာ16တပြားကတင်းနေလာနေမှာများသွားပြင်ထွက်တတ်တဲ့အတွက်ကျွန်တော်တို့16နဲ့ပတ်သက်တာလေးပဲကျွန်တော်တို့ကစားမယ်ဆိုရင်တော့ ဟိုက30ရက်15ရက်60ရက်65ရက်ပေါ့နော်အဲ့လေးကွက်ကိုကျွန်တော်ပို့ထိုးပြီးတော့ဒီ60ကွန်ကိုဒုတိယထားမယ်เนาะဇန်နာလေးတို့တော့အရင်အနည်းနဲ့ပဲကျွန်တော်တို့ထိုးမယ်ပေါ့နော်အဲ့တော့ဒါတော့အကြိုက်တွင်ယူပေါ့နော်အကြိုက်မတွင်တော့မယူပါနဲ့နော်အဲ့တော့ကျွန်တော်အကြိုက်ဆုံးကပြောမယ်ဆိုရင်60 65 30 15เนาะဒီ၄ွက်ကိုကျွန်တော်အကြိုက်ဆုံးတင်ပါမယ် ဒုတိယအကြကျွန်တော်တို့ကိုခုံပေါ့နော်ကျန်တာလေးတွေတော့အရင်အနေနဲ့ကျွန်တော်ပစားမယ်ပေါ့နော်ကဲဒီကနေ့တော့ကျွန်တော်ရဲ့တင်ဆက်မှုတွေကအမ်ဒီလောက်လို့ပြောရင်ခဏလေးနေ ကျွန်တော်ပြီးခဲ့တဲ့ဘက်ကဂတိတစ်ခုပေးထားရှိရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ကနန်းဆက်ခွက်ပေါ့နော်သူကတပတ်လုံးမှာအနည်းဆုံးနှစ်ကြိမ်တော့ထွက်တယ်အဲ့ဒါကဘာလဲဆိုတော့အများကြီးဆက်ခွက်တော့ငါဘယ်လိုထိုးမလဲအများကြီးလို့ပြောမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောရက်ကဒီလိုမျိုးကိုထိုးခြင်းနဲ့ကနန်းနဲ့တိုက်ဆိုင်နေတဲ့အခါမျိုးကြတင်ထိုးလို့ရအောင်ပေါ့နော်ကြိုက်ခြင်းနဲ့ယူထားပေါ့နော်ဒါဟိုကြိုက်ခြင်းယူဖို့ပေးတာနော်မကြိုက်တဲ့လူမျိုးယူနဲ့ဘယ်သူမှကျွန်တော်ကအားမိုင်းမပေးပါဘူးအဲ့မှာကျွန်တော်ပေးခြင်းတာက6 6 5 ရှင်ငါခွန်လေးနတ်ခါ63 63 9ငါးနှစ်လေးတရက33ည33ညအောင်မရေးလိုက်မယ်နော်နှစ်ကိုနှစ်ကိုတရှိ 3ခွန်ဆိုပြီးဒီလိုမျိုးဆဲကွက်เนาะအဲ့ဒီတမှာအနည်းဆုံးတွားအနည်းဆုံး2ကြိမ်လောက်တော့ထွက်တယ်ပေါ့เนาะ2ကြိမ်အနည်းဆုံး2ကြိမ်လောက်ထွက်တယ်เนาะအဲ့မှာကိုကဥပမာပေါ့ဗျာကျွန်တော်တို့ဒီမှာဆိုရင်ဟာငါတို့က3ခွန်ကြိုက်တယ်အဲသဘောပေါ့เนาะအာ3ခွန်ကြိုက်တယ်ကြိုက်ဆိုရင်ကျွန်တော်ဒီကနေ့ကြိုက်နေတော့တွားမီရောဒီတက်မှာမပါဘူးเนาะမပါဘူးဟုတ်လားအဲ့တော့ကျွန်တော်တို့ဒါလေးကလိုအပ်တဲ့လူတွေအတွက်ယူလို့ရအောင်ကျွန်တော်ပေးခြင်းဖြစ်တယ်เนาะကြိုက်မှာယူပါမကြိုက်ခြင်းမယူပါနဲ့အဝင်းချောင်းမှာနဲ့เนาะဟုတ်လားအဲဘယ်သူ့ဘက်မှာကျွန်တော်တို့ အတင်အားမှာကျွန်တော်ရိုက်ပုတ်ပြီးပေးတာမဟုတ်ပါဘူးဗျနော်ကဲဒီကနေ့တော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးနေအဖွင့်လတ်လာနဲ့အားလုံးအောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ